ေးဘောမင်းတို့ကမဆက်ဘူးမင်းတို့ကဘာလုပ်နေရလဲဒီလိုလေးတော့အမေအမေကိုဆက်ဖို့ပုံဆက်ဖို့အချိန်တော့မရတော့ဘူးလားတွေပါပဲဗောနော်အဲ့ဒါတော့အကိုကအကုန်လုံးကြုံနေရတဲ့အာတခုပါပဲဒါပေါ့အကိုတို့မှာအမေကိုသွားခွင့်ရှိသေးတယ်အမေကိုဖက်ခွင့်ရှိသေးတယ်အမေကိုနန်းခွင့်ရှိသေးတယ်အခုချိန်။အိုးအကန့်ကောင်းတကန့်ကောင်းအခုချိန်ထိအမေရရှိသေးတယ်။အဖေကဆုံးသွားပြီပေါ့နော်။အမေရှိသေးတယ်ပေါ့နော်။ဒါလည်းကိုယ့်ရဲ့ကုသကံပါပဲ။အခုချိန်ထိလည်းအမေကအသက်ကြီးလာတော့ နေလေးဟွာဖြစ်ပေမဲ့လည်းကျမကြီးကောင်းနေစေပါပဲအဲ့ဒီအတွက်လည်းတကယ်ကို blessing တကူပါပဲတကယ်ကိုကိုရုတကံကောင်းတာပေါ့အဖေနဲ့ပတ်သက်ပြီးတော့ကိုရု feeling ရှိတယ်ကိုကအကိုအဖေအကိုကအဖေလည်းမရှိဘူးပေါ့နော်ကိုလည်းဖေလည်းဆုံးသွားပြီဆိုတော့အဖေနဲ့ပတ်သက်ပြီးတော့ feeling ရှိတယ်အဖေကကိုရုအပေါ်မှာအရန်ကောင်းခဲ့တယ်အရန်ကိုဂရုစိုက်ခဲ့တဲ့အဖေမျိုးအကိုရခဲ့တယ်အရန်ကံကောင်းခဲ့တယ်ပေါ့နော် ငငယ်လေးတွေကပင်မမနဲ့ကိုတို့ဟိုအဖေကဟိုလုတ်ခဲ့ရတယ်အဖေလုတ်ခဲ့ရတယ်နောက်ဆုံးအဖေတွေကိုလည်းအဖေကိုလည်းကိုတွေတက်နိုင်တဲ့အချိန်မှာကိုတို့ပြန်ကောင်းကောင်းဂယူဆိုင်ခွင့်ရခဲ့တယ်ပေါ့နော်အဲ့တော့အဖေနဲ့ပတ်သက်ပြီးတော့လည်းတကယ်ကို feeling ရှိပါတယ်အတူတူမနေပေမဲ့လည်းတော့အဖေရှိရောက်တိုင်းအမေရှိရောက်တိုင်းကိုဘလောက်ချစ်လဲကိုဘုံမလို့ထားလဲဆိုတော့အဖေအချစ်ကိုအမြဲတမ်းမဆုံးခင်အထိခံစားရတယ် ီကားလေးတည်းမှာတော့ဒါအကုတ်ပိုင်းပေါ့နော်ဒီကားလေးရဲ့တကယ်အာ main theme ဆာလဲကျွန်မိဘနဲ့တာသမီးပေါ့နော်ဟိုတခြားဟာကြီးလည်းပါတာပေါ့နော်တခြားကြီးလည်းပါပြီးမဲ့လေအဓိကတော့မိဘမြတ်တာပေါ့အဲ့ဒါလေးကအကုတ်လောက်ရမယ်အပိုင်းပေါ့အဲ့ဒါကြောင့်မလို့ဒီကားလေးမှာဟောအကုတ်ကိုမလုတ်ဖူးသေးတဲ့ကရိုက်တာတစ်ခုလောက်ရမှာပေါ့ပြင်ကားရင်လည်းကိုလည်းအဲ့လိုမျိုးအဖေနေရာတွေကအများကြီးရိုက်ဖို့ပါလေကိုလည်းရိုက်နေရတာပါပဲဒါမဲ့လေအခုဒီကားကလုံးဝပုံစံမတူတဲ့ကားမျိုးအကုတ်မလုတ်ဖူးသေးတဲ့ ကားမျိုးပေါ့အခုမြင်နေကြပုံစံမဟုတ်တဲ့ကားမျိုးတခုပေါ့အဲ့ဒီအတွက်လည်းအများကြီးစိတ်ဝင်စားပါတယ်အများကြီးလည်းစူးစမ်းရမှာပါဒီကားထဲမှာအကောင်းဆုံးအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လည်းစူးစမ်းရမှာပါအလုံးအောင်အဖေဖေးဖြစ်အောင်ကိုလုပ်အောင်ပါဒါပေမဲ့ကာရိုက်တာရမိတ်ကပ်တို့ဘာလို့ညာတို့ဒါအများကြီးလုပ်အောင်မှာကိုအကိုပေါ့နော်လုပ်အောင်မှာဆိုတော့တကယ်ကိုဒီကားထဲမှာတော့ဒီတဲ့တခါမှကျွန်တော်မမြင်ဘူးတဲ့ပုံစံလေးတစ်ခုနဲ့မြင်ရမှာပေါ့နော်အဲ့ဒီအတွက်လည်းကဲကိုအရင်ခုံပါလေလောရမယ်ကာရိုက်တာအဖေနဲ့ပတ်သက်ပြီးအကိုကိုရန်ကကလေးမရှိပြီမဲ့လေ အဖေနဲ့ပတ်သက်ပြီးတော့ကိုတို့ feeling ရှိတယ်ကိုကအကိုကအဖေအကိုကအဖေလည်းမရှိဘူးပေါ့နော်ကိုလည်းအဖေလည်းဆုံးသွားပြီဆိုတော့အဖေနဲ့ပတ်သက်ပြီးတော့ feeling ရှိတယ်အဖေကကိုတို့အပေါ်မှာအရန်ကောင်းခဲ့တယ်အရန်ကိုဂရုစိုက်ခဲ့တဲ့အဖေမျိုးအကိုရခဲ့တယ်အရန်ကန်ကောင်းခဲ့တယ်ပေါ့နော်ဟိုအဖေဆိုကိုတို့ဆိုရင်ဒါက ငငယ်လေးတွေကပင်မမနဲ့ကိုတို့ဟိုအဖေကဟိုလုတ်ခဲ့ရတယ်အဖေလုတ်ခဲ့ရတယ်နောက်ဆုံးအဖေတွေကိုလည်းအဖေကိုလည်းကိုရီတက်နိုင်တဲ့အချိန်မှာကိုတို့ပြန်ပြီးကောင်းကောင်းဂယူဆိုင်ခွင့်ရခဲ့တယ်ပေါ့နော်အဲ့တော့အဖေနဲ့ပတ်သက်ပြီးတော့လည်းကဲဟို feeling ရှိပါတယ်ကန်ကောင်းကန်ကောင်းအခုအချိန်ထိအမေရရှိသေးတယ်ဟိုအဖေကဆုံးသွားပြီပေါ့နော်အမေရှိသေးတယ်ပေါ့နော်ဒါလည်းကိုယ့်ရဲ့ကုသကံပါပဲအခုအချိန်ထိလည်းအမေကအသက်ကြီးလာတော့နေလေဟွာဖြစ်ပေမဲ့လည်းကျမကြီးကောင်းနေစေပါပဲအဲ့ဒီအတွက်လည်းတကယ်ကို blessing တစ်ခုပါပဲတကယ်ကိုကိုရုတကံကောင်းတာပါ ဒါပေါ့အကိုတို့မှာအမေကိုသွားခွင့်ရှိသေးတယ်အမေကိုဖက်ခွင့်ရှိသေးတယ်အမေကိုနန်းခွင့်ရှိသေးတယ်အခုချိန်အိုးဒါပေါ့မှန်ပါတယ်အခုချိန်ထိတော့ဟိုတတ်နိုင်မြပါဗောနော်အားလုံးအလုံးစုံ100%မထားနိုင်မိမယ်အမေကိုစိတ်ချမ်းသာအောင် ကိုရှိတဲ့အချိန်ကိုမြင်ရတဲ့အချိန်ကိုသွားတဲ့အချိန်အမေနဲ့စိတ်ချမ်းသာအောင်ထားနိုင်အောင်ကြိုးစားရဲဗောဒါပေါ့ဒါ live ပဲလေအကိုတို့ကအဲ့ဒါအဲ့တခုပါပဲကိုဖြစ်ခဲ့တဲ့ဟာကြီးကောင်းတာတွေရောမကောင်းတာတွေဩော်ဒါလူဘဝပဲ ခုပြန်တွေးကြည့်ရတယ်လေခုနောက်ပိုင်းပြန်တွေးကြည့်တော့ဩဒါလူဘဝပဲမကောင်းတာတွေလည်းရှိရမကောင်းတာတွေလည်းရှိရအဖေပုံမှာအဖေတွေမိဘတွေပုံမှာကောင်းတာတွေလည်းရှိခဲ့တယ်မကောင်းတာတွေလည်းရှိခဲ့တယ်ပေါ့နော်ဩဒါ life တစ်ခုပါလားအဲ့တစ်ခုကိုတော့ဩဘယ်လိုခေါ်မလဲတံဝေကရတယ်လို့ပြောအောင်ပေါ့ဘူးလေအဖေမရှိတော့နောက်ပိုင်းအဲ့လိုတော့မရှိပါဘူးကိုကမကောင်းတဲ့အချိန်ကိုကိုလည်းသိတယ်ကိုဘာတွေမှားသွားလဲဆိုတော့ကိုကိုသိတယ်အဲ့ဒီတွေလည်းအကောင်းဆုံးဖြစ်အောင်နေခဲ့ပြီးပြီအဖေရှိတဲ့ကာလတွေကလည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးနေခဲ့တယ်အခုချိန်ထိလည်းအမေရှိနေတဲ့အချိန်မှာအကောင်းဆုံးဖြစ်အောင် 調査ပြီးနေတယ်ပေါ့အဲ့ဒီအတွက်လည်းကိုကိုလိပ်ပြလုံနေကွာမိဘနဲ့ပတ်သက်ပြီးတော့အဲ့ဒီအတွက်လည်းကိုကမိဘနဲ့ပတ်သက်လာစိတ်ချမ်းသာတယ်ကိုအများကြီးလုတ်ခဲ့ပေးရတယ်အခုချိန်ကြီးလည်းလုတ်ပေးနေရတယ်ဆိုတော့အများကြီးစိတ်ချမ်းသာအဲ့လိုတော့ပါတာမရှိဘူးဒါပေမဲ့အဖေရဲ့အချက်ကိုအမြန်အမြန်ခံစားလို့ရတယ်တော့အဖေအဖေဒီအဖေကကိုယ့်ပုံမှာကိုယ့်ပုံမှာပေါ့နော်ဘယ်လိုထားလဲဆိုတော့အမြန်ခံစားလို့ရတယ်အတူတူမနေပေမဲ့လည်း တော့အဖေရှိရောက်တာအမေရှိရောက်တာကိုဘယ်လောက်ချစ်လဲကိုဘယ်မလို့ထားလဲဆိုတော့အဖေချစ်ကိုအများအားမဆုံးခင်အထိခံစားရတယ်။တော့နှစ်ယောက်စလုံးပါပဲကျွန်တော်နှစ်ယောက်စလုံးချစ်တယ်။အခုချိန်ထိအမေကိုနန်းလုံးကလေးတစ်ကလေးတစ်ယောက်လိုပဲကလေးတစ်ယောက်လိုပဲအမေကိုနန်းလုံးအခုချိန်ထိဘယ်လိုပဲဖြစ်ဖြစ်ပါအမေကကိုရီးယားလည်းကိုလုံနဲ့ကိုရှုပ်နေကြဆိုတော့မိဘချီကိုရောက်သွားလို့ရှိရင်အတတ်နိုင်ဆုံးဦးစိတ်ချမ်းသာအောင်ဟိုဘယ်လိုပဲဖြစ်ဖြစ်လေဟို အဲ့ရောက်သွားပြီသူမိရှိရောက်သွားပြီသူကိုတက်နိုင်တဲ့လောက်ပေါ့နော်စိတ်ချမ်းသာထားတယ်ဒါအမေကိုလည်းဟိုဘယ်လိုခေါ်မလဲဖုန်းတော့အမြင်ဆက်ပါတယ်အမေကိုစိတ်ချမ်းသာအမြင်ထားတယ်ပေါ့ကိုရောက်သွားတဲ့အချိန်ကျပို့ပြီးစိတ်ချမ်းသာထားအများကြီးပါပဲအမေနဲ့ကတော့အဲ့လိုခကြီးလေးအတူတူသွားခဲ့ဘူးလေခုနောက်ပိုင်းတော့အသက်နည်းနည်းကြီးသွားတော့ ီးတော့အတူတူထွက်ဖြစ်တော့ဘောနော်ဟိုတော့ကတော့ခီးတွေအတူတူသွားခဲ့ဘူးပါအဲအဲ့လိုပေါ့ကိုတက်နိုင်တလောက်ပေါ့လေနေတိုင်းတော့မဟုတ်ဘူးတက်နိုင်တလောက်ပေါ့အေးပေါ့မင်းတို့ကမဆက်ဘူးမင်းတို့ကဘာလုပ်နေရလဲဒီလိုလေးတော့အမေအမေကိုဆက်ဖို့ပုံဆက်ဖို့အချိန်တော့မရတော့ဘူးလားတွေပါပဲဘောနော်အဲ့ဒါတော့အကိုကအကုန်လုံးကြုံနေရတဲ့အာတခုပါပဲခလေးဘာဖြစ်လို့ဆိုတော့ဘဝအတွက်အကုန်လုံးကအလုံးလုံးနေကြအပြေးအပြေးလောက်ရေလုံနေကြတော့အမေကိုတတိရတဲ့အချိန်နဲ့ဒီလိုပဲနောက်တော့အိမ်တော်ကြီးကိစ္စ နော်မိသားစုအရေးတွေနော်လူမှုအရေးတွေနဲ့ဆိုတော့အဲ့လိုပဲလူကဒါကတော့ပြောနေကြဒီလိုပါပဲကိုကလည်းကလေးတယောက်လိုပါပဲမိရှိရောက်သွားတယ်အမေကလည်းအဲ့လိုခွင့်လွတ်နေကြပဲဒါလူကြီးဆိုတော့အမေဆိုတော့လည်းမြန်ခွင့်လွတ်နေကြပဲအခုတော့အမေကမချက်နိုင်တော့ဘူးနော်အဲ့ရင်တော့အေးအမေအမေချက်ကျွေးတာအခုဆိုရင်ဒါအမေရှိမှချက်တဲ့လူရှိရပါဘောနော်ကိုရဲ့ကိုကိုညီတွေကအတူတူနေတာဦးနေတော့အမေရဲ့ချွေးမလေးအမြဲချက်ပေးတယ်အမေလက်ရအတိုင်းပဲအဲ့လိုပေါ့နော်ဒါအမှတ်တရပါပဲဟိုအဖေနဲ့အမေရှိတွေက ချစ်တယ်အဖေတွေအမေတွေချစ်တယ်ဟိုတက်နိုင်တလောက်ပေါ့ညီကောင်မောင်နှမတွေလည်းရှိတယ်အဲသူတို့တွေကအစပေါ့နော်သူတို့ကလည်းမိဘအတက်နိုင်တုံးပေါ့မိဘတွေစိတ်ချမ်းသာအောင်ထားနိုင်လို့တာသမီတွေကိုလည်းစိတ်ချမ်းသာအောင်သူတို့ထားပေးခဲ့တယ်ကိုရီအလှကြတော့လည်းမိဘတွေကိုစိတ်ချမ်းသာအောင်ပြန်ထားနိုင်အောင်သူတို့ကိုယ်တိုင်ညီကောင်မောင်နှမတွေကိုလည်းအမြဲတမ်းတိုက်တွန်းတယ်ကိုကိုယ်တိုင်လည်းတက်နိုင်တလောက်ပေါ့မိဘတွေကိုစိတ်ချမ်းသာအောင်အခုချိန်ထိထားနိုင်အောင်ကြိုးစားရတယ်